တညာလုံးတွန်းလေးရှာရတယ်ရှာပြီးတော့အဝေးလည်းမရဘူးကြတယ်ဒီတော်ဝင်ချင်းမှပဲသူပြက်တွေ့တယ်မနေကြတယ်အဲ့ဒါမိကတွေပါလိမ့်လိုက်သေးလားမိကန်လိမ့်လိုက်မင်္ဂလာပါကျွန်တော်သတင်းကောင်းရှိတယ်ဗောနော်အဲ့ဒါဒါဗိတ်ဗိတ်ခရိုင်ဗောနော် ဖိတ်ခရံအမတ်တက်ရင်ပြည်သူ့ကာကွယ်တပ်မတော်ဘောနော်အဲဒီကနေပြီးတော့ဒါလွန်ခဲ့တဲ့နှစ်ရက်လောက်ကပါဘောနော်သတင်းတင်တာရှိအဲ့ဒါဒါဖက်ဆစ်စစ်ကောင်စီဘောနော်အဲလေသူတို့ရေးတာခလာတရားတော်ကယာယီတရင်မှုအဲဘုံမှုတိမ့်ထိုက်ကိုဖန်ဆီးရမိတယ်ဆိုပြီးတော့အဲအဲဥစားနဲ့ပတ်သက်ပြီးသူတို့သတင်းလေးတင်ထားရှိတယ်ဘောနော်အဲအဲ့ဟာသူတို့ဂိမ်းမှာဖမ်းမိရပါဘောသူရဲ့ဖြစ်စဉ်ကိုဒါကျွန်တော်အဲ့ရညီလေးပေါ့နော်အဲညီလေးအာနိုးပေါ့နော်အဲသူတရင် သတင်းနဲ့ဒါပညာရေးတာဝန်ခံလုပ်နေတဲ့ညီလေးနဲ့ကျွန်တော်ဆက်သွယ်ပြီးတော့မေးမြန်းပြီးရည်လဲရည်ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကတော့ဒါသူ့ကိုအဲ့အကြောင်းမေးမေးပြီးပေါ့နော်။အဲတခြားနေရာနေမေးကြည့်တော့ဒါဒီဖြစ်စဉ်လေးကိုအကျန်းအနေနဲ့သိရတယ်။ဒါပေမဲ့အဲဒီညီလေးကိုကျွန်တော်ဆက်ပြီးတော့ဘယ်လိုဟွာဖြစ်လဲဆိုတာကိုထပ်ပြီးမေးကြည့်မယ်ပေါ့နော်။မင်္ဂလာပါအေးလောက်ပါအောင်အေးရင်မိတ်ဆက်ပြီးရင်မိတ်ဆက်ပြီးရင်လောက်ပါအောင်ကျွန်တော် ဟိုကကျွန်တော်ရဲဘော့အာနိုးလို့ခေါ်ပါတယ်ဗျာဒီဘိတ်ခရိုက်အမတ်ဒေတာရင်းတင်းနေပြည်ချာရေးထားနေတော်တော်ခံပါဗျာဟုတ်ဟုတ်ဟုတ်ဒီမင်္ဂလာပါပေါ့နော်မင်္ဂလာသတင်းပြောမှဆိုတော့လုံအောင်လုံအောင်အဲ့အဲ့တိမ်မှုကြောင်းလေးအဲ့ပွဲတော့လေဒီကျွန်တော်သူ့ဟာသူ့ဟာဒီဒနေတိုင်းပြည်မှာစစ်ကြောင်းဝင်နေတာကြာဒီဒနေတိုင်းမျိုးနယ်ထဲမှာပေါ့ဒီကျွန်တော်ထင်တာဒီ24 25လောက်မှာကျွန်တော်တို့ဒီတိုက်ရင်နေပေါ့နော်ကျွန်တော်တို့ရဲ့တိုက်ရင်နေကနေပြီးတော့ဒီရက်ဖို့ပြည်မှာသူတို့မိုက်စပယ်ရရှိတယ် ေတန်းမိုက်ဆွဲတယ်ဗျမရမ်းမိုက်ဆွဲပြီးတော့အဲအဲ့အချိန်မှာ तू อ่ะဒီရေတန်းကနေလူစု꿰ပြီးတော့ပြေးလာတယ်လို့ပြောရတယ်ပြောတာဩဩ तू อ่ะအရင်မိုင်းဆွဲခံရလို့အဲ့မိုင်းဆွဲခံရတဲ့စေချောင်းကတော့တယောက်တည်းထွက်ပြေးတာကျောင်းဟုတ်ကဲ့ကျောင်းနဲ့ထွက်ပြေးတာလို့ပြောတယ်လုံးဝအောင်အာအဲ့ပြီးတော့ဒီဒီဟိုကနေပြီးတော့ဒီတနေ့တည့်ရနေပြီးတော့ဒီဟိုကဘလုံးလောက်ကိုစဉ်းတကယ်အားဒီကြပါဟိုကဘိန်းညိုးထည့်ရသေးရဲ့ဒီမှာစစ်စစ်ရင်ကြေးအများကြီးပဲစစ်စစ်ရေကောင်းစစ်ကြေးပဲကောင်းစစ်ကြေးရှိတယ်သူကတော့ဒီ စိတ်မတိုက်ချစ်လို့ရက်ကုန်မှရှိတယ်သူအေးစီပြတ်မယ်ဆိုပြီးတော့ဘီရဲ့အချိန်မှပြောတာကြဒီခေရောက်တော့ကျွန်တော်တို့ဒီခီးတဲ့ကာဘော့တက်စေးတဲ့ကြတက်စေးတာကတော့ဒီဒါပေမဲ့သူပုတ်ကဘယ်လိုပြောမလဲဒီစေသားပုတ်ကတော့တိသားရဲ့တိသားရဲ့ဆိုတော့ကျွန်တော်လည်းနည်းနည်းမေးတာပေါ့ဟိုကစေသားလားပါလားဆိုအဲ့အချိန်မှသူကတော့ပုတ်ခိုင်းတယ်သူခလာရတရားသုံးပါပါတော့သူရေးရေးတိုင်ရေးမှုပါပေါ့ဒီပြောတဲ့စင်မတိုက်ချင်းလို့ဒီတိုင်းပြေးလာတယ်ဆိုပြီးတော့ပြောတယ်ကြိုးပြီးတော့ဟိုပါမစားကျွန်တော်ခိမ့်မပဲဒီတိုင်းထိမ့်ထိမ့်ထားတယ်ညကြတော့သူပြေးတယ် ညကြတော့ထွက်ပြေးဟုတ်ညကြတော့ထွက်ပြေးထွက်ပြေးတော့တ냐လုံးတွန်းနေရှာရတယ်ရှာပြီးတော့အဝေးလည်းမရဘူးကြာဒီအေးတော်ဝင်ချင်းမှပဲသူပြက်တွေ့တယ်မနေကြတယ်အဲ့ဒါမိတ်ကတွေပါလိမ့်လိုက်သေးလားမိတ်ကလိမ့်လိုက်ဒီလောက်ကောင်းကောင်းမထားတော့ဘူးเนาะရှင်းတာတော့သူပြောကဒီလောက်ပုတ်တော့မရဘူးကြာဒီတိုင်းအိတ်ပြန်နဲ့ပုတ်တော့မတော်ဘူးကြာအင်းအင်းအင်းအဓိကတော့ထွက်ပြေးတာပါညီလေးထွက်ပြေးတယ်အဲပြီးတော့အဲ့လို တွေ့တဲ့အချိန်မှာသူရသလောက်လိန်နေပေါ့နော်ဒါပေမဲ့ညို့ခုနလိုဖော်ထုတ်နိုင်နေပေါ့နော်ဘောတကယ်ကောင်းနော်သူတင်ရင်ထားပြီးထွက်ပြေးရနော်ဟောကျွန်တော်စဉ်းစားတာဒီလမ်းမရှိတဲ့ခေတ်ကတော့သူမပြီးပဲတော့မနေလာဘူးဘယ်လိုလော်လိုက်လဲဆိုတော့အဲ့ဒါကိုစဉ်းစားရတယ်အင်းအဲအခုကဒါအပတ်စဉ်49နော်၄၀ကောင်၄၀ကောင်ကြီးဘလော့၃၃၉၉၃၁ဟုတ်လားဟုတ်ကဲ့၃၉၉၃၁ဘာဘာလဲဟိုနာမည်နာမည်ဘယ်သူညင်မိသွားသွားအာတန်းထိုင်ရတန်းထိုင် ဟုတ်ကဲ့တန်းထက်ယာယီတရေမှုပေါ့ယာယီတရေမှုဒီဒီခလာရတရားတော့တရေမှုကလော့ခဲဒီမနေ့ပေါ့၆လပိုင်းပေါ့၆လပိုင်းတော့ဒီဒီမော်တာစကမ်မှာဒလိဝင်တာလိဝင်ထားတယ်ကြာအချိန်မှာသူတရေမှုဖြစ်လာသူကတော့တော်ဝဆန်းညာ၆လရှိပြီပြောတယ်အော်စောင့်ကြည့်၆လပေါ့သူကယာယီအဲသူကအဲ့လိုတရေမှုမဖြစ်ခင်မှာသူတို့ကိုစောင့်ကြည့်ဖို့၆လဒီယာယီသားတယ်ပေါ့နော်အဲ့ဒါပြီးမှသူ့ကိုဘက်ကတရေမှုတင်ပေးမှာပေါ့အခုတော့တရေမှုမဖြစ်ခင်ညိုးနဲ့သွားတွေးတာပေါ့ဒါဆို အခုအခုဟိုပါလေဟိုအခုနောက်ပိုင်းကျတော့အဖွဲတွေကစစ်ဆေးတဲ့စစ်ဆေးပြီးတော့ဖန်းစည်းနိုင်တဲ့အဆင့်ထိရောက်သွားပြီပေါ့နော်အဲ့ဒါဆိုဟုတ်တယ်အော်အညူအဲ့ဘက်ကအခြေအနေလေးတွေပါပါထူးတယ်စစ်ရေးအားရစရာတွေပါလေလောက်ပါအောင်ကျွန်တော်ဖေးကြတော့ဒီကျွန်တော်တို့ကြတော့ဒီဘလော့မြူနယ်မှာဆိုတော့ဘလော့မြူနယ်အနေနဲ့ကတော့ကျွန်တော်တို့ကတော့ဒီဒီဖိနေဘလော့ဒီပိချဆိုလက်ဘိုင်းပေါ့နော်အဲ့ဒီလက်ဘိုင်းကိုတော့ကျွန်တော်တို့စစ်ဒီဘိုင်းအားပြီးတော့ထိတ်ချုပ်ထားနိုင်တယ်ဗျာဒီ ဒီ new နဲ့ကတဲ့နေရာတွေကလွဲပြီးပေါ့နော်ကျွန်တော်ကြည်ရတော့တော့များထိတ်ကြားနိုင်လို့တိုးလို့ရတယ်။အင်းဒီပြီးတော့လက်ရှိမှာဆိုရင်တော့တို့ခရတီဒိုဝဲနဲ့ဒီဟိုကပေါ့ဒီတနေတိုင်ကြီးပဲပေါ့နော်ဒီအဲ့ဒီပဲတော့တို့ဒီနေနေချင်းပြင်းပြီးတော့တိကျောက်တွင်းရရှိတဲ့ကြဒီကတော့ net ဆက်ဂိမ်းနဲ့တိပြီးတော့ဒိုဝဲကြီးနဲ့ဆက်ကပေါ့နော်အဲ့ဒီအဓိကနေရှမ်းအမြင့်ရောက်လုံမဲ့ဆုတဲ့သဘောသဘောတော်ပြင်းပြီးအာဒဝေရင်းနဲ့စိတ်ကံကိုတို့အရင်အာယုံထားနေရနော်ဟုတ်ကဲ့အဲအဲ့ဘက်အခြေအနေကဘယ်လိုရှိလဲဒဝေဘက်အခြေအနေက တူဝဲဖေးကြတော့နေကြပြီဗျာတိုက်ပွဲဖြစ်နေတာတော့နလားနလားကြောသုတ်လာနေပါတယ်ဝင်လာပြီတဲ့ဒီကြောက်ဟာနေတိုက်ခိုက်မှုတွေတည်းရှိတယ်တဲ့ဟိုကျွန်တော်ဖေးရလဲစီဆုံရတာစီပြန်လိုက်ပါပဲဗျာဒီထိုးတော့ဟာသူဖေးရထိုးစစ်စစ်လိုက်သူဖေးရထိုးစစ်စစ်လိုက်ဟုတ်ဟုတ်ဟုတ်อ๋ออ๋ออภเฝยတော့ begin mode အတွက်ဆူတောင်းနေเนาะအဲ့တော့အဖွဲ့ရဲ့ queue site ပေါ့เนาะအခုလို့ဖြည့်ပြီးလို့လဲကျေးဇူးတင်တယ်ပြီးရင်ခုနလိုပေါ့เนา အဲဘယ်လိုပြောမလဲအကြီးပေါ့နော်အကောင်ကြီးအသားစားရတယ်ပေါ့နော်အကောင်ကြီးအသားစားရတော့လေတကယ်ကိုယူတယ်ပေါ့နော်ပြီးတော့အဖွဲ့လည်း glue site ပေးပေါ့နော်ဒီပြီးတော့သူမဟုတ်ပြီဒီအထိမတိုက်ခဲ့ကျွန်တော်တို့ဒီတနေ့ကြော့နေလောက်တော့ရှိပြီဒီဟိုဟာကိုကြီးလေးနေရာဆမ်းမိတာသူတို့ကြတော့နည်းနည်းဟိုဆမ်းတယ်ကျွန်တော်ခိန်းတာပြီးတော့လမ်းမေးတာဒီဘယ်သွားမလို့လဲဆိုတော့ခလာရဆက်ဖို့သွားမလို့ဆိုကြေးက မြို့ကိတ်မှာသူကအဲ့လိုဖြေးတာဟုတ်ကဲ့ဟိုဒီတရားတဲ့အစီကားနဲ့ပဲလာတာကြာဒီတုံးလာတာချင်းနဲ့ဒီတတိယနဲ့မဆုပ်ရမ်းနေတော့မသိဘူးလမ်းလမ်းရောက်တော့ခေရောက်တော့ပြတ်သွားမှလည်းမေးလိုက်ပါဆက်ဖို့သွားမလို့ဖြေးရတော့အဲ့ဒါကောက်ကောက်ကောက်ဆွဲထားလိုက်ရောကောက်နေခွေဒီကောင်နေတော့လေ့လာမှုလည်းမရှိဘူးเนาะပြီးရင်လက်နက်ကင်ထားတော့မှန်သမျှသူ့အဖေပဲတင်နေလားမသိဘူးเนาะဘလို့ကောင်နေတော့ ဒါဒါကြောအချင်းနေအစီအပြေမလားအဲ့အဲ့ပဲအချင်းနေအချင်းပြေတယ်ဗျာဒီကတော့ဒီတက်လို့ဆိုတော့ကျွန်တော်တို့ဒီနေ့မြင်မှာတော့ငြိမ်နေကြဒီဒီပါတို့ဒီမော်တော်နဲ့ဇာဂိမ်းနဲ့ဒီရေးနေစိတ်တော်အယုထားနေတယ်ဆိုတော့အဲ့ဒီပြင်ပါတော့နေနေဆိုတော့အတိအမှန်ကျွန်တော်တို့ခဲရတော့တို့ခဲရဒီ drone နဲ့ ဒါတာတော့ဒီပျက်ချောင်လေးလောက်ဝဲတော့နေတိုင်းလို့လို့ရှိတယ်ပေါ့။အော်အဲဟုတ်တယ်အခုနောက်ပိုင်းတို့ drone ကိုနီးပညာလည်းတို့မြင်ထားတယ်။ပြီးတော့အချို့ drone တွေဆိုရင်ဒါတို့ night vision ပုံစံမျိုးပေါ့နော်။ညဘက်မှာပါတက်ပြီးတော့ကျဲလို့ရအောင်တို့လုပ်နေရမျိုးရှိရယ်။ပြီးတော့ drone ကိုအဲသူကအဲတစည်းတက်တစည်းအဲဘယ်လိုပြောမလဲ။အဲဒီကျဲမဲ့နေရာပေါ့နော်။ကျဲမဲ့နေရာကိုတစည်းလာတယ်။အဲ့ကောင်ကျဲပြီးဆိုရင်အဲ့ကောင်ကင်းထောက်တယ်။ နောက်တစ်စီးအဲ့နေရာကိုရောက်ပြီဆိုမှခုနကျဲပြီးရဲ့ကောင်အပြန့်အဲ့လိုမျိုးအဆက်မပြတ်ပုံစံမျိုးတွေသူတို့လောက်တာမျိုးတွေရှိအဲ့ဟိုကနည်းနည်းလေးသတိထားပေးကြပါတော့နော်ပြီးတော့ကျတော့အဲ့ပြည်သူတွေပေါ့နော်ချုပ်ပြည်သူတွေကြညီလေးကအဲ့လိုဒီဟာနဲ့ပတ်သက်လို့တွေ့ကြုံရှိဘူးလေနော်အဲ့မျိုးလိုပဲပြန်ပြီးတော့လက်စကန်ဝင်မျှပြီးတော့အသိပညာတွေအဲ့ပြန်မျှပေးအောင်ပါနော်စစ်ပွဲဖြစ်လာဆိုတော့ကြအမျိုးပဲဆောင်းချောက်အောင်ပါပေါ့အဲ့ကြပြည်သူတွေလည်းဆောင်းချောက်ပေးပါလို့ โอเคအဲ့တော့ကြားကြတဲ့အတိုင်းပဲပေါ့နော်ကြားကြတဲ့အတိုင်းပဲတင်းကရည်လဲရည်ရတယ်တကယ်လည်းဟုတ်တယ်အာ तू ဖမ်းဖမ်းမိတယ်ပေါ့နော်ဖမ်းမိတော့လူကလည်းမေးလိုက်သေးတယ်မိကတွေပါမလေးမေးဘူးလိမ့်လိုက်တယ်ဒီကောင်ကြီးရဲ့အဖြစ်အပျက်ကဘယ်လိုဖြစ်လဲဆိုတာဒီအကြီးပိုင်းဆိုတဲ့ကောင်တွေပေါ့နော်ဒါခုနတဲမူးဆိုလဲသူကတက်မှာအကြီးဆုံးပဲလေနော် အဲသူတို့တက်ကလည်းတော်တော်လေးအခြေအနေဆိုးပါတယ်ထင်တယ်။ဒါရှေ့မှာလည်းဒီလိုမျိုးဖြစ်စင်နေရှိတယ်။အခုသူရိုက်တိုင်မှုဖြစ်တဲ့အချိန်မှာလည်းအဲ့လိုပေါ့မိုင်းဆွဲတက်ခဲခံရတဲ့အချိန်မှာသူတို့ထွက်ပြေးတာထွက်ပြေးတဲ့အချိန်မှာစစ်တပ်ကပေါ့နော်စစ်တပ်ကဒါခေါင်းဆောင်ဆိုတဲ့ကောင်တွေကသူတို့လောက်ငယ်သားကိုဘလောက်ထိစောင့်ရှောက်တယ်လဲအဲပြည်ရခုနလိုပေါ့နော်ဘလောက်ထိစိတ်လာထားတယ်ဆိုတော့တိုက်ပွဲလည်းဖြစ်ရောထားပြီးပြေးရတဲ့အဆင့်တွေဖြစ်တာပေါ့လေနော်အဲနောက်ခါကျပြောချင်တာကတော့အဲအဲ့လိုမျိုးထွက်ပြီးတော့ပြေးတယ်ဆိုရင်တော့မှပဲ လက်နဲ့ချတာမျိုးအញ្ញံခံတာမျိုးအလင်းဝင်တာမျိုးမဟုတ်ဘူးဆိုရင်မလွတ်မြောက်ဘူးဆိုတာပြောချင်တယ်။ဘာလို့ဆိုတော့ဒီဘက်တွေမှာဒါတက်ဖွဲ့တွေရတယ်တဖြည်းဖြည်းနဲ့အင်အားကောင်းလာတယ်အဲပြီးတော့ခုနလိုအဲဆစ်ဆေးနိုင်တဲ့အဆင့်တွေကြီးဖြစ်လာတယ်ဆိုတော့ကျတော့ဒီကောင်နေပြေးလို့လွတ်စရာအကြောင်းမရှိဘူး။ကြံပေးချင်တာအဲ့လိုမလုံနဲ့။ဘလို့ကောင်နေနိုင်လဲမနိုင်တော့ဘူး။ပြီးတော့အဲ့လိုမျိုးဖြစ်ပြီဆိုရင်ဒါတော်လေးတက်ဖွဲ့တွေပူပေါင်းလိုက်လက်နဲ့ချလိုက်အញ្ញံခံလိုက်လင်းဝင်လိုက်မလို့အသက်ရှင်တာကိုရတယ်ပေါ့နော်။ခုနလိုထူထောင်စရာလည်းမလိုဘူးပေါ့လေ။ပြီးတော့ကျတော့တက်ဖွဲ့တွေရဲ့စီရင်တာကိုမစောကားနဲ့ ဘယ်ကောင်နေပြေးလို့မလုပ်ဘူးလားဖမ်းမိသွားပြီလားကောင်းကောင်းနေလိုက်တော့အဖွဲတွေကမတက်ဘူးမင်းတို့အဲ့လိုမျိုးဒါမတက်ဘဲနဲ့ကောင်းကောင်းမွန်ထားပါတယ်ဆိုတဲ့ဟာတော့မှပဲမင်းတို့ကထွက်ပြေးတော့ကြတော့တော်သေးတယ်မင်းတို့ဘာမှမလုပ်ပြစ်လို့ပေါ့နော်ဒါတက်ဖွဲတွေကတော်တော်လူစိတ်ရှိလို့ပေါ့နော်အဲဒါတော့မှမင်းတို့ဖူးဖူးကြောင်နေဆိုတာနည်းနည်းတော်ပါသေးရဲ့လို့ပြောရမှာပေါ့နော်အဲနောက်တစ်ခုကတော့ဒါစစ်ကောင်စီရဲ့ဟိုပါပေါ့ ဒါလိလာမှုအာဘလောက်ကောင်းလဲဆိုတော့ပြအစ်ကောင်စီခေါင်းဆောင်နေပေါ့လေနော်နောက်တဲ့ဖမ်းမိတဲ့ဒါဘူကြီးလင်များဆိုအဲ့လိုပေါ့နော်ခလာရဘလောက်ကိုသွားကျင်လို့ပါဆိုပြီးတော့သူတို့ဂိမ်းမှာလာမေးတာအဲ့ကြဟိုကအသာလေးကုတ်ထားလိုက်အဲ့ကြစစ်တပ်ဘက်ကဘလောက်ထိဖွဲ့စည်းပုံပြတ်နေလဲမြောင်းလိုက်စစ်တပ်ကတော်တော်ကိုအချိန်နေဘလောက်ဆိုးနေလဲဆိုတော့ကိုဒီဖြစ်စဉ်တွေကနေပြီးတော့တည်တာစီတယ်အခုဆိုလဲနေရာအနှံ့မှာအဲခုနလိုဒါသတင်းကောင်းတွေကအများနဲ့ရှိတယ်ပြီးတော့ကြသူတို့ဘက်ကဒါကို Photoshop ပါဘာညာဆိုပြီးတော့ ဒါပြောပြောတာမျိုးရှိတယ်ပေါ့နော်အဲဒါပေမဲ့လည်းတကယ်မြင်မှာတော့ကျွန်တော်တက်ဖွဲ့တွေကတကယ်ကိုဒီဖြစ်စဉ်အမှန်တိုင်းလုပ်ခဲ့တာဖြစ်တယ်အဲပြီးတော့ခုနလိုပေါ့နော်ကျွန်တော်တို့ဆီကိုလာပြီးမေးတဲ့အချိန်မှာစီစစ်တဲ့အချိန်မှာလည်းဟုတ်တယ်ပတ်စဉ်40ခွန်ကအဲသူ့ရဲ့ဒါအဲခုနလိုကြီးနံပါတ်တွေပိုင်းနဲ့တိုက်ပြီးစစ်ဆေးတဲ့အချိန်မှာလည်းဟုတ်တယ်ပေါ့နော်အဲကြတော့ဒီထက်ပိုပြီးတော့တေချာချာမရှိဘူးအဲတော့ဘောမတွေနဲ့စစ်တပ်ဘက်ကလော်ဘီတွေကိုလည်းပြောချင်တာပေါ့နော် မဟုတ်တာရင်လည်းလော်ပြီးတော့ခုနလိုပေါ့နော်နွယ်စစ်သားတွေကိုအသေးခံခိုင်းနေနဲ့ပေါ့နော်ဒီစစ်သားတွေအသက်ရှင်တဲ့ခွင့်ရအောင်ကျွန်တော်ကူညီသင့်တယ်လို့ပြောချင်တာပေါ့နော်အဲဒါကြတော့ဘလိုပဲဖြစ်ဖြစ်အာသော်လိုင်းတက်ဖွေနေထိတ်တိုက်ရင်ဆိုင်ရပြီဆိုတဲ့ချိန်မှာလက်နှက်ချပါအញ្ញံခံပါပူပေါင်းပါအလံဖြူကိုကြီးကြီးထောင်ပါလို့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်